အီရန်ဟာပြီးခဲ့တဲ့ရသက်ပတ်နှစ်ပတ်အတွင်း Operation Rising Lion လုပ်ငန်းစဉ်ကြောင့်ပြင်းထန်စွာထိခိုက်ခဲ့ရပါတယ်။အစ္စရေးဟာအီရန်ရဲ့အထက်စစ်ရေးနေရာတွေများစွာကိုဖျက်ဆီးခဲ့ပြီးခေါင်းဆောင်များနဲ့နျူကလ িয়ার အဆောက်အအုံများကိုပါတိုက်ခိုက်ခဲ့ပါတယ်။ American ကလည်း Operation Midnight Hammer နဲ့နောက်ဆက်တွဲတိုက်ခိုက်မှုများပြစ်လုခဲ့ကတန်3000အလေးချိန်ရှိတဲ့မြေအောက်ဘန်ကာဖျက်ဆီးရေးဗုံးကြီးများနဲ့အီရန်ရဲ့နျူကလ িয়ার စက်ရုံများကိုဖျက်ဆီးခဲ့ပါတယ်။အခုဆိုရင်အီရန်မှာထွက်ပြေးဖို့နေရာမရှိတော့ပါဘူး။ ဒီအချက်ကို American စစ်တပ်အနားယူထားတဲ့ဗိုလ်ချုပ်ကြီးတဦးကပြောကြားခဲ့ပြီးအီရန်ရဲ့စီးရင်နဲ့စီးပွားရေးဟာအဆုံးသတ်သွားပြီလို့ဆိုပါတယ်။ဒါဟာအခုချိန်အတွက်တမကအီရန်အတွက်ထာဝရအဆုံးသတ်သွားနိုင်တယ်လို့လည်းသူကဆိုပါတယ်။ဇော်လာ24ရက်နေ့မှာ MSNBC သတင်းတောက် Anna Cabrera ကဣသရီနဲ့အီရန်ကြားကဖြစ်ပွားနေတဲ့စစ်ပွဲအကြောင်းဆွေးနွေးဖို့လူအချို့နဲ့အတူထိုင်ခဲ့ပါတယ်။သူတို့ထဲမှာအနားယူထားတဲ့ဗိုလ်ချုပ်ကြီး Barry McGaffrey လည်းပါဝင်ခဲ့ပါတယ်။ Cabrera က အီရန်ဟာ Operation Midnight Hammer အတွက်ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ကာတာက American စစ်စခန်းကိုတိုက်ခိုက်တဲ့အခါဘာကိုမျော်လင့်ခဲ့တာလဲလို့ McAfee ကိုမေးခဲ့ပါတယ်။ McAfee ရဲ့အဖြေကအီရန်ရဲ့အခုချိန်ကစိတ်ပျက်စရာအခြေအနေကိုဖော်ပြနေပါတယ်။ကျွန်တော်ထင်တာကတော့တောင်ဟာအီရန်ဘက်ကသူတို့ရဲ့ပြည်သူတွေကိုသူတို့ဟာစစ်မရှုံးသေးဘူး။ Israel ရဲ့လေကြောင်းထိန်းချုပ်မှုကိုမခံနိုင်ရဘူးဆိုတဲ့အထင်ကိုဖြစ်စေဖို့ကြိုးစားမှုတစ်ခုပါပဲ။အီရန်ဟာအခုချိန်မှာ ဒီလိုမမှန်ကန်တဲ့အထင်အမြင်ကိုဖန်တီးဖို့လိုနေပါတယ်လို့မက်ကဖရီကရှင်းပြခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့မက်ကဖရီရဲ့အဆိုအရအီရန်ဟာအခုချိန်မှာတကယ့်ကိုစိတ်ပျက်စရာအခြေအနေမှာရှိနေပါတယ်။ဈေးပွားရေးဟာအရန်ကိုစုပ်ယုပ်နေပါတယ်။သူတို့မှာစည်ရေးအရာကောင်းမွန်တဲ့ရွေးချယ်စရာတွေမရှိတော့ပါဘူး။ဘာရှန်ကက်ကယင်းနဲ့စိတ်ကန်းကိုပိတ်လို့လည်းမရပါဘူး။ဒါမှမဟုတ်ရင်တရုတ်နဲ့အာရှနိုင်ငံတွေရဲ့စိတ်ကွက်မှုကိုခံရမှာပါ။သူတို့ဟာမဟာမိတ်လည်းမရှိတော့ပါဘူး။စည်ရေး သိပ္ပံနဲ့နိုင်ငံရေးခေါင်းဆောင်တွေအပေါ်ပြင်းထန်တဲ့ဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရပါတယ်။သူတို့အနေနဲ့တကယ်ကိုခက်ခဲတဲ့ဆွေးနွေးမှုတွေလုပ်ခဲ့ရမှာပါ။သူတို့မှရွေးချယ်စရာဘာမှမရှိတော့ပါဘူးလို့ဆိုပါတယ်။ဒီလောက်ဆိုးရွားတဲ့အခြေအနေမှာအီရန်ဟာတကယ်ရှိနေပါသလား။ဒီမေကွန်းကိုဖြေဖို့အတွက်သူ့ရဲ့အချက်တစ်ချက်ချင်းစီကိုတေချာလေ့လာဖို့လိုပါတယ်။ပထမဆုံးအနေနဲ့အီရန်ရဲ့စီးပွားရေးအခြေအနေကိုကြည့်ရအောင်ပါ။တကယ်တော့အီရန်ရဲ့စီးပွားရေးဟာ American နဲ့ Israel ကဒီနိုင်ငံကိုတိုက်ခိုက်မှုမတိုင်ခင်ကတည်းကပြဿနာတွေရှိနေခဲ့ပါတယ်။ Modern Diplomat မှာစောင်းပါရှင်ဒေါက်တာဂျွန်ကယ်လီဘရစီက2024ခုနှစ်နိုဝင်ဘာလတုန်းကအီရန်စီးပွားရေးအခြေအနေကြောင်းရေးသားခဲ့ပါတယ်။ကယ်လီဘရစီကအီရန်ရဲ့စီးပွားရေးပြဿနာတွေကိုထောက်ပြခဲ့ပါတယ်။ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာအဓိကပြဿနာတစ်ခုဖြစ်ပါတယ်။ Trump အစိုးရရဲ့အများဆုံးဖိအားပေးမှုတွေကြောင့်အီရန်ရဲ့ဗန်နံငွေ120ဘီလီယံအနက်90ရာခိုင်နှုန်းဟာအသုံးမပြုနိုင်တော့ပါဘူး။အီရန်ငွေကြေးတန်ဖိုးလည်းအလွန်အမင်းကျဆင်းသွားပါတယ်။ Trump ရဲ့အချုပ်အခြာတန်ခတ်မှုတွေကြောင့် ရီယန်ငွေတန်ဖိုး60ရာခိုင်နှုန်းကျဆင်းသွားပါတယ်။စီးပွားရေးကျဆင်းမှုတဦးချင်းဝင်ငွေညှော်နှဲမှုနဲ့စင်းရဲမှုတိုးမြင့်လာမှုတွေဟာဒီတက်ကတ်မှုတွေရဲ့ရလက်ပါပဲ။ထရမ့်ရဲ့ပထမသက်တမ်းကုန်ဆုံးပြီး၄နှစ်အကြာမှာတော့အခြေအနေကမကောင်းသေးပါဘူးလို့ကယ်လီဘရစီကရေးသားခဲ့ပါတယ်။အီရန်နိုင်ငံရဲ့စီးရဲမှုနှုန်းဟာ2023ခုနှစ်မှာလူဦးရေရဲ့36တသမ1ရာခိုင်နှုန်းအထိမြင့်တက်နေပါတယ်။ Macro Trends ရဲ့သတင်းအချက်အလက်တွေအရ2022ခုနှစ်နဲ့2021ခုနှစ်မှာ 39ရာခိုင်နှုန်း2020မှာ42.8ရာခိုင်နှုန်း2019မှာ48.4ရာခိုင်နှုန်းအထိကျဆင်းခဲ့တာကိုတွေ့ရပါတယ်။အီရန်မှာဆင်းရဲသူတယောက်ဟာတနေ့ကို9ဒေါ်လာခွဲအောက်ပဲဝင်ငွေရှိပါတယ်။ဒီထက်ပိုရတဲ့သူတွေတောင်မှတခြားနိုင်ငံတွေမှာဆိုရင်ဆင်းရဲမှုအဆင့်လို့သတ်မှတ်ခံရမဲ့ဘဝနေထိုင်မှုပုံစံနဲ့ပဲရှိနေပါတယ်။ဒီစီးပွားရေးပြက်ပြားမှုတွေကြောင့်ငွေကြေးဖောင်းပွမှုနှုန်းလဲဇက်တိုင်မြင့်လာပါတယ်။ Trading Economics ရဲ့အချက်အလက်တွေအရ 2024မေလကနေ2025မေလအထိလတိုင်းမှာငွေကြေးဖောင်းပွားမှုနှုန်း30ရာခိုင်နှုန်းအောက်ကိုမကျခဲ့ပါဘူး2025ဧပြီမှာ38တသမ9ရာခိုင်နှုန်းအထိအမြင့်ဆုံးရှိခဲ့ပြီးမေလမှာလည်း38တသမ9ရာခိုင်နှုန်းရှိခဲ့ပါတယ်ဒါတွေအားလုံးက American နဲ့ Israel တို့ရဲ့ဇွန်လတိုက်ခိုက်မှုမတိုင်ခင် အခြေအနေတွေပါဇွန်လရောက်လာတဲ့အခါမှာတော့မီဒီယာအချို့က Iran စီးပွားရေးပြိုလဲတော့မယ်လို့သတင်းထုတ်ပြန်လာကြပါတယ် Iran က National Council of Resistance NCRN ကလည်းငွေကြေးပေါင်းပွားမှုနှုန်း30ရာခိုင်နှုန်းကျော်နေတာကအစ်စ်မဟုတ်ဘူးလို့ထောက်ပြထားပါတယ်။နှစ်ပေါင်း9နှစ်ဆက်တိုက်ဒီပြဿနာကိုရင်ဆိုင်နေရတာပါ။ NCRN ရဲ့အဆိုအရဒီစီးပွားရေးပြဿနာတွေရဲ့အဓိကအကြောင်းအရင်းကအီရန်ခေါင်းဆောင်တွေပါပဲ။အီရန်ရဲ့အကြက်အတဲကစီးပွားရေးထက်ပိုနှံရှိုင်းပါတယ်။နိုင်ငံရေးဖွဲ့စည်းပုံတင်းမာတဲ့မူဝါဒတွေဆုံးဖြတ်ချက်မချနိုင်မှုနဲ့အခြေခံပြုပြင်ပြောင်းလဲမှုတွေမလုပ်ချင်တဲ့စိတ်တွေကအကြောင်းအရင်းတွေပါ။ ြုပြင်ပြောင်းလဲမှုလုပ်ဖို့အာဏာရှိသူတွေမှလိုအပ်တဲ့အရေးချင်းတွေမရှိတလို့အခြေခံဆုံးဖြတ်ချက်တွေကိုလည်းအထူးသဖြင့်နျူကလ িয়ার အစီအစဉ်နဲ့နိုင်ငံတကာဆက်ဆံရေးမူဝါဒတွေကြောင့်ချုပ်တီးထားပါတယ်လို့ NCRI ကဆိုပါတယ်။ဒါကြောင့်ဘုံတန်ခံရမယ့်အချိန်မတိုင်ခင်ကတည်းကအီရန်စီးပွားရေးဟာဆုတ်ယုံနေကြတာပါ။အခုဆိုရင်လုံးဝပြိုလဲဖို့နှီးစက်နေပါပြီ။မက်ကဖရီရဲ့အဆိုအရအီရန်ဟာအမေရိကန်ရဲ့စံနာအတိုင်းလိုက်နာပြီးနျူကလ িয়ার အစီအစဉ်ကိုလက်လွတ်ရမှာပါ။ဒါမှသာတန်ခတ်မှုတွေရပ်ဆိုင်းပြီး ယင်းနဲ့ဈေးနှုန်းတက်လာမှာဖြစ်ကာအမေရိကန်ဒေါ်လာနဲ့ရောင်းချနိုင်မှာပါ၂012ကတည်းက Swift စနစ်ကနေဖြတ်တောက်ခံထားရတဲ့အတွက်အခုထိအခက်အခဲရှိနေသေးပါဒါပေမဲ့အီရန်ကနျူကလ িয়ার မပြန့်ပွားရေးစာချုပ် NPT အရယူရေနီယံချက်လုပ်ပိုင်권ရှိတယ်ဆိုပြီးအမေရိကန်နဲ့ဥရောပကိုစိန်ခေါ်နေသေးပါအခုချိန်မှာတော့ဒီအစီအစဉ်ကအလုပ်ဖြစ်နိုင်စရာအကြောင်းမရှိပါဘူးအီရန်ဟာနျူကလ িয়ার အစီအစဉ်ကိုဆက်လက်ထိန်းသိမ်းဖို့သဘောထားပြသခဲ့တဲ့အတွက်ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ဖိအားအောက်မှာ အရှိန်အဟုန်နဲ့ယူယွင်းလာနေပါတယ်။အ धिक အဆောက်အုံတွေကိုလေကြောင်းတိုက်ခိုက်မှုတွေက DPR ကိုပုံမမြင့်တက်စေပါလိမ့်မယ်။အခုအခါစစ်ပြေငြိမ်းရေးစတင်နေပေမဲ့အီရန်ကညှိနှိုင်းရေးဆွေးနွေးဖို့ညှင်းဆန်နေရင် PR တွေကိုဆက်လက်တိုးမြှင့်နိုင်ပါတယ်။ဒီစစ်ပြေငြိမ်းမှုကမခိုင်မာပါဘူး။အီရန်ကောင်းဆောင်တွေဟာမိမိတို့ရဲ့ဂုံတိတ်ခါကိုထိမ့်သိမ့်ဖို့အမေရိကန်ကိုတိုက်ခိုက်ဖို့အစဉ်အသစ်ဖြစ်နေကြောင်းပြသခဲ့ပြီးဖြစ်ပါတယ်။နျူကလ ియర్ အစီအစဉ်ညှိနှိုင်းမှုတွေမှာလည်းအလားတူလက်ကွက်တွေတုံးမယ်ဆိုရင် ်နိုင်ငံရဲ့ယူယွင်းတဲ့စီးပွားရေးကအထင်ရှားဆုံးတားကောင်ဖြစ်လာပါလိမ့်မယ်။ဒါမှန်အီရန်နိုင်ငံသားတွေရဲ့ဘဝဟာလက်ရှိထက်ပိုပြီးဆိုးဝါးလာပါလိမ့်မယ်။ဒါကအနာဂတ်မှာအစိုးရပြောင်းလဲမှုကိုဥတီစေနိုင်တဲ့ပုံကံမှုတစ်ခုအတွက်အခြေအနေဖန်တီးပေးနိုင်ပါတယ်။တကယ်လို့အီရန်အတွက်စီးပွားရေးကအဓိကပြဿနာမဟုတ်ဘူးလို့ယူဆလိုက်ရင်တော့အစ္စရေးနဲ့အမေရိကန်ကိုသူတို့ရဲ့စစ်ရင်အားအပြည့်နဲ့တိုက်ခိုက်ဖို့ပဲအာရုံစိုက်နေမယ်ဆိုရင်အီရန်အတွက်အကျိုးမရှိပါဘူး။အီရန်မှာပဋိပက္ခအတွက်အဓိကလက်နက်နှမျိုးသာရှိပါတယ်။ ဒုံးကျည်တွေနဲ့မြေပြင်စီရေးကိရိယာတွေပါ။ဒါပေမဲ့အီရန်ရဲ့အထူးကတုံ့ပြန်မှုကဒုံးကျည်တွေနဲ့ပါပဲ။အမျိုးသားလုံခြုံရေးလေ့လာရေး Institute ရဲ့ Danny Citrinovic ပြောတဲ့အတိုင်းဆိုရင်အီရန်မှာအစ္စရေးနဲ့စစ်မဖြစ်ခင်ကဒုံးကျည်2000လောက်ရှိခဲ့ပါတယ်။ဒီဒုံးကျည်တွေရဲ့ရည်ရွယ်ချက်ကအစ္စရေးရဲ့ကျေပြန့်တဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဒုံးကျည်အရေးအတွက်အများကြီးနဲ့တိုက်ခိုက်ပြီးအစ္စရေးရဲ့ကာကွယ်ရေးဒုံးကျည်တွေကိုကုန်အောင်သုံးစေဖို့ပါ။ဒါမှနောက်ပိုင်းဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေအတွက်အခွင့်အရေးရစေမှာပါ။ ဒီမှာအီရန်ရဲ့ပြည်ထနာကနှမျိုးရှိပါတယ်ပထမကသူတို့မိခိုနေရတဲ့ဒုံးကြီးတွေအလင်းအမြန်ကုန်ဆုံးနေပါတယ် Operation Rising Lion ကနေဇွန်လ18ရက်နေ့အထိအီရန်ကဒုံးကြီး400အောက်ပဲပြစ်လွတ်နိုင်ခဲ့တယ်လို့ Israel စစ်တပ်ကဆိုပါတယ်အဲ့ဒီ400ထဲမှာ20ကနေ40လောက်ပဲ Israel ရဲ့ကာကွယ်ရေးကိုဖောက်ထွင်းနိုင်ခဲ့ပါတယ်ဇွန်လ18ရက်နေ့အထိဒုံးကြီးတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသူ600လောက်သာရှိပြီးအိမ်ပျက်ဆီးမှုကို1900လောက်နဲ့ရွှေ့ပြောင်းရသူ2900လောက်ရှိကြောင်းသိရှိရပါတယ် ဒုံးကြီးတူလောင်ယုံရဲ့၅ဘုံတဘုံနီးပါးတုံးပြီးဒီလိုရလက်မျိုးရတာမကောင်းပါဘူးစစ်ထရီနော်ဝစ်ပြောတဲ့အတိုင်းအီရန်ရဲ့ရီမန်းချက်ကအစ္စရေးနဲ့ကြာရှည်တဲ့စစ်ပွဲတစ်ခုစတင်ဖို့ဖြစ်ပေမဲ့ဒီစစ်ပွဲမှာဒုံးကြီးများများလိုပြီးအီရန်မှာအခုအခါဒါရီကုံဆုံးနေပါပြီအီရန်ဟာကြာရှည်တဲ့စစ်ပွဲ War of Attrition ဆက်လုပ်နိုင်သေးပေမဲ့တချင်းကိုဒုံးကြီး100ကနေ200အထိပစ်ဖို့ကတော့အလွန် ခက်ခဲမှာပါအီရန်ဟာအစ္စရေးရဲ့လေကြောင်းထူထောင်မှုအောက်မှာရှိနေပြီး ဒုံးကြီးအများကြီးပြစ်လို့မရဘူးလို့စစ်ထရီနော်ဝစ်ကဆိုပါတယ်အကြောင်းကအစ္စရေးကသူတို့ကိုပြစ်ခတ်မှာဖြစ်ပြီးအီရန်ကလည်းပုံအောင်ပြီမှပြစ်နေရတာပါဒါ့အပြင်အစ္စရေးကအီရန်ရဲ့ဒုံးကြီးထုတ်လို့ရေးစက်ရုံတွေကိုအကြီးအကျယ်ထိပါခဲ့တဲ့အတွက်အခုပြစ်နေတဲ့ဒုံးကြီးတွေကိုအစားထုတ်ဖို့အီရန်အတွက်အလွန်ခက်ခဲနေပါတယ်အီရန်မှာဒုံးကြီး1200လောက်ပဲကျန်တော့မယ်လို့ခန့်မှန်းရတဲ့အတွက် Operation Rising Lion လို့တိုက်ခိုက်မှုတွေထပ်လုပ်ဖို့အလားအလာနေသွားပါပြီ။ဒုံးကြီးမရှိတဲ့အီရန်ဟာ တရီနဲ့ဂျိုပါမကြံတော့ပါဘူးဒုတိယပြဿနာကအီရန်ရဲ့ဒုံးကျည်တွေဟာအစ္စရေးရဲ့ဒုံးကျည်တွေလောက်အရေးအသွေးမကောင်းဘူးဆိုတာပါပဲချာတမ်ဟော့စ်ရဲ့တောမတ်ဂျူနီယာရဲ့အဆိုအရအီရန်ရဲ့ဒုံးကျည်နဲ့ဒရုန်းတွေဟာအစ္စရေးရဲ့အစစ်မြစ်လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ရှင်ရင်အလွန်ရိုးစင်းပါတယ်လို့ဆိုပါတယ်အီရန်ကဒုံးကျည်အရေးအတွက်များယုံတဲ့အစ္စရေးနဲ့အမေရိကန်ကိုချင်းချောက်နိုင်မယ်လို့ထင်ခဲ့ပေမဲ့ Operation Rising Lion ကအစ္စရေးရဲ့စနစ်တကျလေကြောင်းတိုက်ခိုက်မှုကိုမတားဆီးနိုင်ခဲ့ပါဘူး မြေပြင်စစ်ပွဲအနေနဲ့ကြည့်မယ်ဆိုရင်အီရန်ဟာအစ္စရေးကိုအနိုင်ရနိုင်တဲ့တခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ Global Firepower ရဲ့အဆိုအရအီရန်မှာတပ်မတော်ဝင်6300တောင်းရှိပြီးအစ္စရေးမှာ3300ပဲရှိပါတယ်။အီရန်မှာတင်ကားပုံများပြီးတန်ကြက်ကကားတွေလည်းနှစ်ဆနီးပါးပို့ပါတယ်။ဒါပေမဲ့ဒါတွေအလုံးအတိတ်ပဲမရှိပါဘူး။အစ္စရေးကအီရန်နဲ့မြေပြင်စစ်ပွဲမဖြစ်အောင်ရှောင်နေပါတယ်။အီရန်ကအစ္စရေးကိုမြေပြင်ကနေတိုက်ဖို့ဆိုရင်နေဆက်တွေကိုဖျက်ချော်ရမှာဖြစ်ပြီး အီရက်ကအီရန်တပ်တွေကိုဖျက်ဆီးသွားခွင့်ပေးနိုင်ပေမဲ့အမေရိကန်တပ်2500ကကန့်ကွက်မှာပါ။ဆီးရီးယားနဲ့ဂျော်ဒန်နိုင်ငံတွေကအီရန်ကိုတိုက်ရိုက်ထောက်ခံပြီးသူတို့နယ်မြေကနေအစ္စရေးကိုဖျက်သွားခွင့်ပေးမယ်လို့မထင်ပါဘူး။ဒါမှမဟုတ်ရင်လည်းအီရန်တပ်တွေဟာအစ္စရေးလီတပ်ရဲ့တိုက်ခိုက်မှုကိုခံရမှာဖြစ်ပြီးအမေရိကန်ရဲ့ကန့်ကွက်မှုကိုလည်းရင်ဆိုင်ရမှာပါ။ဒါကြောင့်အီရန်ဟာမဖြစ်လာနိုင်တဲ့မြေပြင်စစ်ပွဲအတွက်အစဉ်သစ်ဖြစ်နေပေမဲ့အတုံးမဝင်ပါဘူး။အီရန်ရဲ့တခုတည်းသောအခြားရွေးချယ်စရာက ယောနင်းလာတဲ့ဒုံးကျည်တူလောင်ယုံပဲဖြစ်ပါတယ်။မက်ကဖရီပြောတဲ့အတိုင်းအီရန်မှာစစ်ရေးအရာအစ္စရေးကိုထိကိုက်နိုင်တဲ့ဘယ်လိုပြင်းထန်တဲ့တိုက်ခိုက်မှုမျိုးကိုမှမလုပ်နိုင်တော့ပါဘူး။အောင်မြင်တဲ့ဒုံးကျည်အနေငယ်ပြစ်နိုင်ုံနဲ့အီရန်ထက်အစမတန်ပိုပြင်းထန်တဲ့အစ္စရေးရဲ့လက်တုံ့ပြန်မှုကိုခံရမှာပါ။အယ်ဂျာဇီရာကဟောမက်စ်ရေးလက်ကြားကိုကမ္ဘာအရေးအပါဆုံးရေနံလန်းချောင်းလို့သတ်မှတ်ထားပါတယ်။အကြောင်းကဒီရေလက်ကြားဟာပါရှားပင်လယ်ကွေ့ကိုအိုမန်ပင်လယ်ကွေ့နဲ့ဆက်သွယ်ပေးထားလို့ပါ။ ဒီရေလက်ကြားရဲ့မြောက်ပိုင်းကိုအီရန်ကထိန်းချုပ်ထားပြီးရင်းနှီးတင်သင်းမောတွေဖြတ်တန်းသွားတာကိုတားဆီးနိုင်လောက်တဲ့ရေတပ်အင်အားရှိပါတယ်။ Global Firepower အရအီရန်ရေတပ်မှာသင်္ဘော100စီးရှိပြီးစုစုပေါင်းတန်2,300ရှိပါတယ်။ Hormuz ရေလက်ကြားလိုကျင်းမြောင်းတဲ့နေရာမှာဆိုရင်ဒီရေတပ်ကအလွန်ထိရောက်နိုင်ပါတယ်။ BBC ရဲ့ဖော်ပြချက်အရ Hormuz ရေလက်ကြားကနေတနည်းကိုရင်းနှီး Varilian 20လောက်ဖြတ်တန်းနေပါတယ်။ဒါကတန်ဖိုးအပြင်ဒေါ်လာ600ဘီလီယံလောက်ရှိပြီး အဲ့ဒီအထက်ကအမျက်အစွန်းတော်တော်များများကအီရန်ရဲ့ဘန်နာတိုက်ထဲကိုဝင်နေပါတယ်။အီရန်ကိုယ်တိုင်ကရေနံရောင်းနေတဲ့နိုင်ငံဖြစ်တာကြောင့်ပါရှားပင်လယ်ကွေ့ကိုပိတ်လိုက်မယ်ဆိုရင်သူ့ရဲ့ကိုယ်ပိုင်ရေနံရောင်းအားကိုပါထိခိုက်သွားစေနိုင်ပါတယ်။အီရန်ကသူ့တင်းမောတွေကိုတော့ဖျက်ဆီးသွားခွင့်ပေးမယ်ဆိုရင်တော့အထူးသဖြင့်အမေရိကန်လိုနိုင်ငံတွေကသူတို့ရဲ့တင်းမောတွေပိတ်ဆို့ခံရနိုင်ပါတယ်။ဒါပေမဲ့အီရန်မှာဒီရွေးချယ်မှုရှိနေစေပါ။အီရန်ကဟောမတ်စ်ကြီးလက်ကြားကိုပိတ်ဖို့စဉ်းစားမှမဟုတ်တဲ့အဓိကအကြောင်းရင်းက တရုတ်ကိုအမျက်ထွက်စေမှာကြောင့်ပါအခုအချိန်မှာတရုတ်ကအီရန်ရဲ့အကြီးဆုံးရေနံဝယ်ယူသူဖြစ်ပြီးအီရန်ရေနံထွက်ကုန်ရဲ့60ရာခိုင်နှုန်းလောက်ကိုဝယ်ယူနေပါတယ်အနောက်နိုင်ငံတွေရဲ့တန်ခတ်ပိတ်ဆို့မှုတွေကြောင့်ရေနံဈေးနှုန်းချိုသာနေတာကိုအခွင့်ကောင်းယူပြီးဝယ်ယူနေတာပါဒါပေမဲ့အီရန်နိုင်ငံတနိုင်ငံတွေကပဲပါရှန်ပင်လယ်ကွေ့ကနေတရုတ်ကိုရေနံရောင်းနေတာမဟုတ်ပါဘူး American စွမ်းအင်တရင်အချက်အလက်အုပ်ချုပ်ရေးရဲ့အဆိုအရ Homas ရေလက်ကြားကနေဖြတ်တန်းထားတဲ့ရေနံရဲ့84ရာခိုင်နှုန်းလောက်ကတရုတ် ဂျပန်၊တောင်ကိုရီးယားနဲ့အိန္ဒိယတို့လိုအာရှနိုင်ငံတွေစီရောက်ရှိပါတယ်။တရုတ်ကဒီ၄နိုင်ငံထဲမှာအများဆုံးဝယ်ယူသူဖြစ်ပြီးသူတို့ရဲ့ရေနံသွင်းကုန်ရဲ့58ရာခိုင်နှုန်းကပါရှန်ပင်လယ်ကွေ့ကနေဖြတ်တန်းနေပါတယ်။တရုတ်အနေနဲ့ဒီရေနံတွေကိုအရန်လိုအပ်နေပါတယ်။သူတို့မှာရေနံစိမ်းဘီလီယံ17ဘီလီယံပဲတူလောင်ထားပြီးဒါကတရုတ်ရဲ့နှစ်လခွဲစာလိုအပ်ချက်ကိုပဲဖြည့်ဆည်းနိုင်ပါတယ်။ဟောမက်စ်ကြီးလက်ကြားပိတ်သွားရင်တရုတ်ရဲ့ရေနံသွင်းကုန်ရဲ့တဝက်နီးပါးရုတ်တရက်ဆုံးရှုံးသွားမှာဖြစ်ပြီး ဒေါသအလုံးကအီရန်စီကိုရောက်သွားမှာပါတရုတ်ကဒီအချက်ကိုသိပါတယ်ပြီးတော့ဟောမက်စ်ရေလက်ကြားကိုဖွင့်ထားဖို့အီရန်ကိုတိုက်ရိုက်ဖိအားပေးနေပါတယ် Telegraph သတင်းစာဆရာ Andrian Blomfield ရဲ့အဆိုအရဟောမက်စ်ရေလက်ကြားကနေရေနံသွင်းကိုအပေါ်အလွန်မီကိုနေရတဲ့တရုတ်ဟာသူတို့ရဲ့နိုင်ငံပိုင်ရေနံစိမ်းတူလောင်ယုံတွေအပေါ်ဖိအားများလာတာနဲ့အမျှအကြီးမားဆုံးထိခိုက်မှုကိုခံစားရနိုင်ပါတယ်လို့ဆိုပါတယ် Blomfield က American စန့်ကျင်ရေးမိကွန်းတွေနဲ့ အီရန်နဲ့အတူနိုင်ငံရေးနဲ့ကုန်သွယ်ရေးဆက်ဆံရေးခိုင်မာနေတဲ့ပေကျင်းဟာအီရန်အပေါ်သူတို့ရဲ့ဩဇာလွှမ်းမိုးမှုကိုအတုံးချပြီးဒီလိုကြီးမားတဲ့အပြုအမူမျိုးမလုပ်ဖို့တားဆီးနေမယ်လို့ယူဆရပါတယ်လို့ဖြည့်ဆွတ်ပါတယ်။တရုတ်ကအမျက်ထွက်စေတဲ့အပြင်စီးပွားရေးအရာနဲ့အီရန်အတွက်စိုးကြိုးတွေရှိပါတယ်။ဘလွန်ဖီရဲ့အဆိုအရ2024 match လကနေ2025 match လအတွင်းအီရန်ဟာရင်းနှီးရောင်းချမှုကနေဒေါ်လာ68ဘီလီယံရရှိခဲ့ပါတယ်။ဒီဝင်ငွေအလုံးဆုံးရှုံးသွားရင် ရိုင်နေနေတဲ့အီရန်စီးပွားရေးဟာလုံးဝပြိုလဲသွားမှာဖြစ်ပြီးတရုတ်လိုအဓိကမဟာမိတ်ကိုပါဆုံးရှုံးသွားမှာပါအီရန်အနေနဲ့ဟော့မက်စ်ကြီးလက်ကြားကိုပိတ်ဖို့ဘယ်လိုမှမတတ်နိုင်ပါဘူးအရှိအလေပိုင်းအချက်တဲမှာအီရန်အနိုင်ရဖို့ဘယ်လမ်းကြောင်းမှ မရှိတော့ပါဘူးဒီရွေးချယ်စရာမရှိတဲ့အခြေအနေနဲ့အတူမက်ကဖရီထောက်ပြတဲ့နောက်ဆုံးပြဿနာကအီရန်ရဲ့အဓိကစီရင်တဲ့နျူကလ িয়ার ပုတ်ကိုတွေအလုံးအရင်နဲ့ဆုံးရှုံးနေရတာပါ Operation Rising Lion အတွင်းမှာအီရန်ရဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မူဟာမက်ဟော့ဆိန်းဘက်ကရီနဲ့အစ္စလာမစ်တော်လှန်ရေးတပ်မတော် IRGC ခေါင်းဆောင်ဟော့ဆိန်းဆလမီတို့အပါအဝင်အရာရှိကြီးများစွာတည်ဆုံခဲ့ပါတယ်။ဆလမီဟာအခြားနိုင်ငံတစ်ခုကတိုက်ခိုက်လာရင်ငရဲတကားတွေကိုဖွင့်ပေးလိုက်မယ်လို့အရင်ကချင်းချောက်ခဲ့ဘူးသူပါ။အခုတော့ဒီတကားရဲ့တော့ကိုသူမစုပ်ကင်နိုင်တော့ပါဘူး။ဒီလိုနဲ့အီရန်ဟာရွေးချယ်စရာလမ်းတွေကုန်ခန်းလာပြီးနိုင်ငံတွင်းနဲ့နိုင်ငံတကာမှာကြီးမားတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။သူတို့ရဲ့စီရင်တဲ့နျူကလ িয়ার အစီအစဉ်ဟာ ပြင်းထန်စွာထိခိုက်ခံရပြီးအနာဂတ်အတွက်မျှော်လင့်ချက်တွေမေးမိန်လာနေပါတယ်။အီရန်ဟာနျူကလ িয়ার သိပ္ပံပညာရှင် Faridan Abbasi Devani ကိုလည်းဆုံးရှုံးခဲ့ရပါတယ်။သူက2017ကနေ2023အထိအီရန် Atom စွမ်းအင်အဖွဲ့ကိုဦးဆောင်ခဲ့သူဖြစ်ပြီး2024အထိပါလီမန်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပါ။အီရန်ရဲ့အရေးပါတဲ့နျူကလ িয়ার ယူပဗေဒပညာရှင်မိုဟာမက်မေဒီတာရန်ချီလည်းသိဆုံးခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။ ဇွန်လ18ရက်နေ့မှာအစ္စရေးကအလီရှတ်မန်နီကိုပါတပ်ဖြတ်နိုင်ခဲ့ပါတယ်။ရှတ်မန်နီဟာဂိုလမ်အလီရရှက်ရဲ့နေရာကိုအစားထိုးဝင်ရောက်ခဲ့သူဖြစ်ပြီးတာဝန်ထမ်းဆောင်ပြီး၄ရက်အတွင်းမှာပဲတေဆုံသွားခဲ့တာပါ။ဒီအချက်တွေကအီရန်အတွက်ဘာကိုဆူလိုတာလဲဆိုတာစဉ်းစားကြည့်ပါ။ရွေးချယ်စရာလမ်းတွေကုန်ခန်းနေတဲ့အချိန်မှာဖြည့်ရှင်းနည်းတွေစဉ်းစားနိုင်မဲ့ထိတ်တန့်စစ်ဖို့ကြုတ်တွေတေဆုံနေကြပါပြီ။ဒီလိုတွေဟာကမ္ပဏီနဲ့တိုက်ရိုက်ဆက်သွယ်ခွင့်ရသူတွေဖြစ်ပြီးယုံကြည်စိတ်ချရတဲ့အကြံပေးတွေလည်းဖြစ်ခဲ့ကြပါတယ်။ အဓိကနျူကလ িয়ার သိပ္ပံပညာရှင်တွေဆုံးရှုံးရတာကလည်းအီရန်အတွက်ကြီးမားတဲ့ထိခိုက်မှုပါပဲနျူကလ িয়ার အစီအစဉ်ကိုပြန်လည်တိဆောက်ဖို့ပါဝင်ဆောင်ရွက်နိုင်မဲ့အုံနောက်တွေဆုံးရှုံးနေပါပြီအစ္စရေးအနေနဲ့စစ်ပွဲကိုတပတ်နှစ်ပတ်လောက်ထပ်ကြစေပြီးအစိုးရပြစ်မှတ်တွေကိုထပ်တိုက်ချင်မယ်ထင်ပါတယ်ဒါပေမဲ့အခြေခံအဖြစ်သူတို့ရဲ့ရည်မှန်းချက်တွေအားလုံးပြည့်မီသွားပါပြီလို့ McAfee က MSNBC နဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ် Operation Midnight Hammer အတွင်း American ပါဝင်လာတာနဲ့အတူ အီရန်ရဲ့ရွေးချယ်စရာတွေလုံးဝကုန်ဆုံးသွားပါပြီ။အခုဆိုရင်နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးညှိနှိုင်းဆွေးနွေးဖို့ပဲကြံရှိပါတော့တယ်။ဒီဆွေးနွေးပွဲမှာအီရန်ချမှတ်မဲ့ဆုံးဖြတ်ချက်တွေဟာနိုင်ငံရဲ့လက်ရှိအစိုးရကိုကေတင်နိုင်တယ်လို့အပြီးတိုင်လဲပြည့်စည်စေနိုင်ပါတယ်။